ထိုင်ဝမ်အားတီတုံးလို့အမည်ပေးထားတဲ့လေကြောင်းကာကွယ်စနစ်ကိုတိစောက်သွားမယ်လို့ကြေညာခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါဗျ။ဒီလေကြောင်းကာကွယ်စနစ်ဟာလေကြောင်းပစ်မှတ်တွေကိုပုံမတိကျစွာကြားပြတ်ပစ်ချနိုင်စွမ်းရှိလိမ့်မယ်လို့ထိုင်ဝမ်ကာကွယ်ဝန်ကြီးဌာနကအောက်တိုဘာ13ရက်မှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါဗျ။ထိုင်ဝမ်သမ္မတလိုင်ချင်တေဟာအောက်တိုဘာ10ရက်ကလည်းတီတုံးလွာဆောင်ပါဝင်တဲ့လေကြောင်းကာကွယ်စနစ်ကိုကြေညာခဲ့ပြီးဒီစနစ်ဟာတရုတ်ကိုပုံမထိရောက်စွာဟန်တားနိုင်ဖို့ စစ်တပ်ကိုအစင်းမြစ်တင်မုံမှန်နဲ့အစိုးရရဲ့အစီရင်ထဲမှာပါဝင်တယ်လို့ပြောကြားခဲ့ပါဗျာ။ ထိုင်ဝမ်ကာကွယ်ဝင်ကြီးဝဲလင်တန်ကူကလည်းလိုင်ရဲ့အဆိုပြုချက်အားလေကြောင်းပစ်မှတ်တွေကိုရေဒါနဲ့ခြေရာခံပြီးဂျားပြက်ပစ်ကြမဲ့စနစ်ကိုတိစောက်ဝဲဖြစ်တဲ့အတွက်ရန်သူပစ်မှတ်တွေကိုထိရောက်စွာနေနေနိုင်လိမ့်မယ်လို့လွတ်တော်မှာပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ရဲ့လက်ရှိအသုံးပြုနေတဲ့မြေပြင်ကနေဝေရင်ပြည့်လေကြောင်းကာကွယ်စနစ်တွေဟာအမေရိကန်လို Patriot စနစ်နဲ့ထိုင်ဝမ်လို Skyboat ဒုံးကြီးတွေကိုအဓိကအသုံးပြုနေခြင်းဖြစ်ပါတယ်။ဒါအပြင် လေကြောင်းကနေအမြင့်ပင်အနေပိုင်းမှာပြန်တန်းလာတဲ့ပစ်မှတ်တွေအတွက်လည်းစတင်းကလေကြောင်းကာကွယ်စနစ်ကိုအသုံးပြုလျက်ရှိက ၊ချီယန်ကောက်အမည်ရှိလေကြောင်းကာကွယ်စနစ်ကိုလည်းပြည်ထဲမှာထုတ်လုပ်နေပါဗျ။ကျွန်တော်တို့အနေနဲ့ဒုံးကျည်ဖြတ်စနစ်လေကြောင်းနဲ့ဒရုန်းဆွဲဆောင်ရည်တွေကိုပေါင်းစပ်အသုံးပြုနိုင်မှုဆိုရင် ထိရောက်တဲ့လေကြောင်းကာကွယ်စနစ်ကိုရရှိနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့နေရရွှေပြောင်းရလွယ်ပြီးဘလို့အခြေအနေမျိုးမှာမဆိုအတော်ပြုနိုင်မယ်လေကြောင်းကာကွယ်စနစ်ကိုဦးစားပေးထုတ်လုပ်သွားမှာပါလို့ဦးကပြောကြားခဲ့ပါတယ်အခုနေ့ကုန်ပိုင်းမှာရရှိမယ်အထူးဘတ်ဂျက်ရာတည်တုံးလေကြောင်းကာကွယ်စနစ်အတွက်ပျက်စီးကရိယာတွေထုတ်လုပ်ရေးဝယ်ယူရေးကိုအဓိကအသုံးပြုသွားမယ်လို့ဆိုပါတယ်တည်တုံးလေကြောင်းကာကွယ်စနစ်ဟာ တရုတ်တပ်စစ်အင်အားသိမ်းခဲ့တဲ့ထိုင်ဝမ်တပ်ဖွဲ့တွေအတွက်စစ်အင်အားအချိုးမညီတဲ့စစ်စင်ရေးပုံစံ AC Matre Warfare တရက်ကိုချင့်ကပ်ရမှာအဝင်ငွေကြဖြစ်စေလိမ့်မယ်လို့လည်းကုကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်သမ္မတလိုင်ကလည်း2030ပြည့်နှစ်မှာထိုင်ဝမ် GDP ရဲ့900ရာခိုင်နှုန်းကိုကာကွယ်အသုံးစိတ်ဖြင့်တိုးမြှင့်သုံးစွဲသွားမယ်လို့ကတိပြုခဲ့ပါတယ်။